One Channel ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ One Channel ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောသံအနေနဲ့လမ်းစဉ်ရေတရာတွေကိုထုတ်လွှင့်ပေးလေရှိပါတယ်။ကျွန်တော်တို့အပမင်းတင်ခါရဲ့တပည့်ရင်အောင်ခင်မြစ်ဖြစ်ပါတယ်။အခု AB 2ရက်နေ့ကနေပြီးတော့2ရက်နေ့ကနေပြီးတော့ကျွန်တော် CNA ဒီဗိုလ်တဖူးနေမွေးဖွားသူများဗိုလ်တဖူးသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောသံကိုဟောကြားပေးတော့မှာဖြစ်ပါတယ်။ဒီတပတ်တာအတွင်းမှာတော့ဗိုလ်တဖူးနေမွေးဖွားသူတွေဟာကျွန်တော်တို့ငွေကြေးဆိုတော့ငွေကြေးနဲ့ပတ်သက်ပြီးကျွန်တော်တို့တောကံဖြစ်မဲ့ရက်တွေငွေကြေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ကြက်တဲမဲ့ရက်တွေဖြစ်ပါတယ်။ အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့ဗန္ဓာရေးကြက်တက်မှုတွေဖြစ်မယ်ကိုယ့်ရဲ့ငွေကြေးတွေကြက်တက်မှုတွေဖြစ်မယ်အဲ့တော့ငွေကြေးတွေကျွန်တော်တို့တခုရှိတာကိုယ့်ရဲ့ငွေကြေးတွေဆုံးရှုံးနေတာဆုံးဆုံးနေတာတဲ့ကျွန်တော်တို့စိုးရက်ချက်တွေဟာဒီလိုရံမျိုးတွေမှာဗိုလ်ထုနဲ့မျိုးဖောက်တို့တွေဟာကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့အဲကိစ္စတွေမိဘအပေါ်မိသားစုပေါ်မှာကျွန်တော်တို့မတိတတ်တဲ့စိတ်လေးတွေကျွန်တော်တို့ပျောက်နေတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေတွင်မှာတော့ ျွန်တော်အရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလုပ်ကိုင်တာမျိုးဆုံးဖြတ်တာမျိုးလုပ်ငန်းတွေပြောင်းတာမျိုးလုပ်ငန်းစီးပွားတွေကျွန်တော်တိုးချဲ့တာမျိုးဆိုရင်တော့ကျွန်တော်တို့မစားသင့်တဲ့ချိန်မလုပ်သင့်တဲ့ချိန်လေးတွေဖြစ်ပါတယ်ကျွန်တော်တို့လုပ်မဲ့ဆိုရင်လည်းကျွန်တော်တို့မောင်မြင်လေးတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရမျိုးတွေမှာတော့ဗုဒ္ဓဖုနဲ့မွေးဖွားသူတွေဟာကျွန်တော်ဘာလဲဆိုတော့ကျွန်တော်ရင်ကျော်ပိတ်ဆို့နေတဲ့ထဲကိုကျွန်တော်ကားမောင်းနေတယ်လို့ပဲကျွန်တော်ပုံမှန်လေးပဲသွားတင်တယ်ပုံမှန်လေးပဲတုံးတင်တယ်ပုံမှန်လေးပဲကျွန်တော်ပြုမှုဆောင်ရွက်တင်တဲ့ရက်တွေဖြစ်ပါတယ်အဲ့လိုမျိုးတွေကျွန်တော်ပြုမှုဆောင်ရွက်မယ်ဆိုရင်တော့ကိုယ့်တည်းအောင်မြင်သွားမယ့်ရက်တွေစိတ်ချမ်းသာမယ့်ရက်တွေတော့ကျွန်တော်ဖြစ်သွားလိမ့်မယ် ဲ့တော့ဒီရက်တွေအတွင်းမှာဗိုလ်တပ်ခုနဲ့မွေးဖွားသူတွေဟာကျွန်တော်ဘာလုပ်ငန်းတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဒါကိစ္စတွေနဲ့ပတ်သက်ရင်ကိုယ့်အတွက်အဆင်ပြေအောင်မြင်လဲဆိုတော့ကျွန်တော်အိမ်ရှောင်းပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအကျိုးဆောင်ပြီးလုပ်အောင်မဲ့ကိစ္စမျိုးတွေအုတ်တူအင်းတို့အဝေးအေးတို့ကျွန်တော်အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအရေးကြီးစာရွက်စာတမ်းစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစားတောက်ကုန်စားတောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစံတမားတို့စီတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစတိုးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစိန်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ် ဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်ပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမည်တို့အမွေတို့ဖုန်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေလုံးပစ္စည်းမျိုးတွေပရိဘောဂပစ္စည်းတွေကျွန်တော်ပဲမျိုးမျိုးပြောင်းမျိုးမျိုးဖိအဲလုပ်ငန်းမိုးလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောက်တို့ကားတို့ငါးတို့ကျွန်တော်ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့မြို့တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာဗုဒ္ဓဘုရင်မွေးဖွားသူတွေဟာတတိထားပြီးတော့ကျွန်တော်တို့လောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာပဲဗိုလ်တပူးနဲ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့ဒါမှမဟုတ်တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ဖီချန်ငပြောသည်တလုံးနဲ့ပဲဖြစ်ဖြစ်တဖီးနဲ့ပဲဖြစ်ဖြစ်ဖီချန်ငပြောသည်နဲ့ကျွန်တော်တို့မှဲ့မဲ့စိမ့်စိမ့်ဖီချန်ငပြောသည်နဲ့ကိုရောင်းနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့အထိရိုက်ခောက်ပေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအများလာပြီးတော့အမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေတွင်းမှာတော့အိမ်တော်ရှင်တွေဖို့အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့အဆင်ပြေပြီကျွန်တော်စိတ်ချမ်းသာမယ့်ရက်တွေဖြစ်ပြီးချစ်သူကြီးစားတွေဖို့တယောက်နဲ့တယောက်တယောက်လိုလမ်းခွဲရတဲ့ရက်တွေတယောက်နဲ့တယောက်အဆင်မပြေမှုတွေများတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတွင်းမှာဗိုလ်တပ်ခုနဲ့မွေးဖွားသူတွေရဲ့အတွက်ကျွန်တော်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဟာ1353ညဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတွင်မှာတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ကျွန်တော်ဗာတတိထားလဲဆိုတော့ဘိုင်းနဲ့ပတ်သက်တာပေါင်နဲ့ပတ်သက်တာလေးတွေတတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။ အဲ့တော့ဒီလိုရံမျိုးတွေမှာဗိုလ်တခုနဲ့မွေးဖွားသူတွေဟာကိုယ့်ရဲ့မကောင်းတဲ့အခိုင်းအညံတွေရှင်းဖို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့တခုထင်းကုန်နေတဲ့ကိစ္စတွေကျွန်တော်ရှင်းဖို့ပဲဖြစ်ဖြစ်လှူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့ကျွန်တော်ဖုန်းတော်ကြီးတစ်ပါးကိုကိမုန်းနဲ့ကျွန်တော်တို့ပေါင်အဲကိမုန်းနဲ့ကျွန်တော်ကော်ဖီမင်းနဲ့အဲ့တော့ကိုနိုင်တယ်လို့ပေါ့နော်ကိမုန်းတွေတစ်ချက်နိုင်လဲတစ်ချက်ကော်ဖီမင်းလေးတစ်ထုပ်နိုင်လဲတစ်ထုပ်တစ်ထွဲနိုင်လဲတစ်ထွဲအဲ့နောက်ခုကိုကျွန်တော်ပေါင်းပြီးတော့စုံငင်ကြွားတဲ့ဖုန်းကြီးပဲဖြစ်ဖြစ်စုံငင်ကြွားတဲ့ဖုန်းကြီးပဲဖြစ်ဖြစ်ဖုန်းကြောင်းပဲဖြစ်ဖြစ်တွန်းလှူပြီးဆူတောင်းလိုက်ပါခင်ဗျာပေါ်တခုနဲ့မွေးဖွားသူများအားလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ